မန္တလေးတိုင်းမြင်းချံမြို့နယ်မှာပြူစောဒီကောင်းဆောင်တဲ့ရုရှားပြန်သုံးမဲ့ပိုကြီးပါဝင်တဲ့စစ်အုပ်စုတွေကိုမြင်းချံခရအမှတ်ကိုတရင်ကအထူးစစ်စင်ရင်အဖြစ်တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်လို့ MPD တပ်ဖွဲ့ကောင်းဆောင်ဘိုမိုက်ခဲကအမှတ်ပီကိုပြောပါရတယ်။အထူးစစ်စင်ရင်အဖြစ်မြင်းချံနယ်ကပြူကောင်းဆောင်နေရာအနက်တယောက်ဖြစ်တဲ့ပြူစောဒီကောင်းဆောင်မင်းတိုက်ကိုမြင်းချံ Black Tiger တပ်ဖွဲ့ရဲ့အထူးကွန်မန်ဒိုစစ်သား9ဦးကရန်သူစစ်အုပ်စုရဲ့အထိုင်စကန်တွေကြားမှာတပတ်တတိအချိန်ယူစောင့်ဆိုင်ပြီးတော့အထူးစစ်စင်ကိုဖော်ဆောင်ခဲ့တာပါ။ ။ယူကောင်းဆောင်မင်းတိုင်းဟာတီတာရီမွန်ထက်စီနီယာကြသလိုတော်လိုင်းအစမှာကလေးကစောစုဘကမမမမရက်တီခဲသူဖြစ်တယ်လို့ဘိုမိုက်ခဲက MVP ကိုပြောပါရယ်။ယူစော်ဒီကောင်းဆောင်မင်းတိုင်းဟာမြင်းချန်နယ်ထဲမှာစောစုနဲ့အတူပူးပေါင်းပြီးတော့လူသက်လူရဲ့မီးရှို့တာစတဲ့အကျန်းဖက်လို့ရက်တွေလှုပ်ဆောင်နေသူဖြစ်တာကြောင့်မြင်းချန်ဘလက်တိုက်ကတဖွဲ့ရဲ့အထူးကွန်မန်ဒိုတွေကဇွန်လ18ရက်ညနေပိုင်းမှာအနိုင်ကျွရနဲ့ခေါင်းခွဲကျွရချာမှာပြူစော်ဒီကောင်းဆောင်မင်းတိုင်းအပါဝင် ရုရှားပြန်သုံးဝင့်ဗိုလ်ကြီးပြေဖြိုးကျော်နဲ့တပ်သားပိုင်ဆိုးတို့ကိုရှင်းလင်းခဲ့ရမှာအလုံးသိဆုံးသွားခဲ့ပြီးတက်ကြွကြီးမုတ်စိတ်ဆိုသူဒဏ်ပြင်းထန်ရရှိခဲ့ကစိတ်ကူတမှုခံယူနေရတယ်လို့ဆိုပါတယ်။သိဆုံးသွားခဲ့တဲ့ပစ္စောဒီကောင်းဆောင်မင်းတိုက်ရုပ်အလောင်းကိုသူနဲ့တွဲဖက်ဖြစ်တဲ့အမျိုးသမီးပြူကောင်းဆောင်တီတာရွတ်မွန်ကမိသားစုတန်ပြန်မပေးသေးပဲကိုယ်တိုင်တကြိုပေးမယ်လို့သိရတဲ့အကြောင်း MD တက်ခွဲကလည်းဆိုပါတယ်။